င်ဂျီအဟောင်းမရှိဘူးအင်ဂျီအဟောင်းမရှိဘူးဒီညဝအင်ဂျီဆိုတော့မှကျွန်တော်ကဘယ်လိုပဲမလဲအတစ်တွေပဲဝတ်တာဗျာဈေးဥကကျွန်တော်ကတောသားခမ်းမရိုက်ရတာညားတယ်အဲကျွန်တော်ဈေးဥကိုဆိုပုံမှန်ဆိုတစ်ခါလေးကြာရင်ဒီတပြေးသားခမ်းနေရိုက်ရတယ်အအနည်းဆုံးဆိုရင်တော့မှကျွန်တော်ဒီစားနယ်တောင်းနိုင်တဲ့ဟိုမှာဒီကောက်ကောက်ကန်းနေပဲရိုက်နေရပါတော့နော်အဲ့ညကျွန်တော်ဝဲမဆုတာတက်တဲ့အရာတွေတဲ့မှာဒီစင်ရသားအိမ်မဆုတာဘူး chicken banana chicken banana chicken banana 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 အကြီးလေကျွန်တော်ထဲမှာအဆုတ်ဆုံးစွာတို့ရှားရှားကြီးဘာလို့ရလဲဆိုကျွန်တော်ကက်ကြီးနဲ့ဖြဲရတာတိပြောကျွန်တော်သဲတွေတွင်အဲ့သဲနဲ့တောက်လူပလိုက်ရအဲ့လိုအဲ့လိုထက်ခဲတော့ရှိပါတယ်ခင်ဗျာညဝင်အင်ကြီးလည်းအစ်စ်ပဲဘာလို့လဲဆိုကျွန်တော်ကအစ်စ်ကောင်မှညဝင်အင်ဆိုရင်လည်းအရာဝင်ပြီးတောက်နေတဲ့ဟာရပါဘူးဒါကျွန်တော် chúng nó lên xe mà chỉ để uống sao rồi bây giờ mà mà hào ။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကဒီဝစ်စာကိုစီးကန်းရှိရှိနဲ့အလဲတန်းရှော်တယ်ဖွတ်တယ်မိဖို့တိုက်တယ်တိမ့်ပြီဆိုရင်လည်းကြကြနနသိမ့်တာကျွန်တော်အရင်ကစီနေတာမပေးဘူးဘူးမှဘူးမှကျွန်တော်ဝစ်စာဘူးမှမပေးဘူး။အဲ brand မကြိုက်ဘူးဗျမကြိုက်ဘူးဆိုတာဒီ brand ဆိုတာကတော့မဝင်နိုင်လို့တော့မဟုတ်ဘူးเนาะ brand ဆိုတာကတော့ကိုရီးယားရဲ့မျက်စိထဲမှာရိုးအီနေပြီပေါ့เนาะအဲဒီဆုံးမရှိဘူးခင်ဗျာကျွန်တော်ကအဓိကကိုကိုရာကလည်းလမ်းနေတာကြိုက်တဲ့အတွက် လမ်းလမ်းနေတဲ့ fashion လေးပဲကျွန်တော်ဝတ်ထားကြပါတယ်ကျွန်တော်ခြေရပိတ်သက်တွေတည်ပါတယ်အဟုတ်ကဲ့ခင်ဗျာဒီ fashion ရဖို့အတွက်ကက်ကြီးတက်လက်တော့ကုန်ခဲ့ပါတယ်အင်းကြီးအင်းကြီးရဒီအင်းကြီးဆိုတခါမှမဝေးရသေးဘူးပေါ့နော်ကျွန်တော်အမေတကြံဝစ်ဖို့အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့ဝယ်ထားတယ်ဝယ်ထားတဲ့ဥစ္စာကိုဒီနေ့ဟာကျွန်တော်ရဲ့ MB လေးရိုက်မယ်ဆိုတဲ့အတွက်အာဝစ်ကြည့်လိုက်တော့အဆင်မပြေဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော် ကက်ကြီးချပြီးတော့ကက်ကြီးကလည်းမိဖို့ကြောင့်လည်းကက်ကြီးပေါ့နော်ယူပြီးတော့ဖြတ်ပြီးတော့ဝတ်ထားပါအဓိကအင်ဂျီအကြောင်းတစ်ခါလေးကြာရင်ကျွန်တော်ဟိုအင်ဂျီအဟောင်းမရှိဘူးအင်ဂျီအဟောင်းမရှိဘူးဒီညဝင်အင်ဂျီဆိုရင်တော့မှကျွန်တော်ကဘယ်လိုပဲမလဲအစ်တတွေပဲဝတ်တာဗျာအစ်တတွေပဲဝတ်တော့တစ်ခါလေးကြာရင်ဒီကျွန်တော်ဇေယုတ်ကကျွန်တော်ကတောသားခမ်းမရိုက်ရတာညားတယ်ကျွန်တော်ဇေယုတ်ကိုဆိုပုံမှန်ဆိုတစ်ခါလေးကြာရင်ဒီတထေးသားခမ်းနေရိုက်ရတယ်အာ အနည်းဆုံးဆိုရင်တော့မှကျွန်တော်ဒီစားနယ်တောင်းနိုင်တဲ့ဟိုမှာဒီကောက်ကောက်ကန်းနေပဲရိုက်နေရပါတော့။အဲ့ဒီအောင်ကျွန်တော်ဝယ်မစုတာပြတဲ့အရာတွေတမဒီစင်ရသားအိမ်မစုတာဘူး။စင်ရသားအိမ်ဆိုတော့ကျွန်တော်ကဇက်လန်းတဲ့ကစင်ရသားနော်အပြင်းမဟုတ်ဘူး။ဇက်လန်းတဲ့ကစင်ရသားအိမ်မရှိတော့ခါအရင်တစ်ခေါက်တုန်းကဆိုရင်လည်းကျွန်တော်ဟိုကြက်သမားဟိုကြက်သမားဟိုမှာစိုးနေတဲ့ဟိုလူစိုးလေးပေါ့နော်။အဲ့ဒီနေရာပြောဆောင်မှုတော့ကျွန်တော်အင်ဂျီတွေကျွန်တော်ထဲမှာအဆုတ်ဆုံးဆိုတာကိုရှာရှာကြီးပါလို့ရလဲဆိုကျွန်တော်ကက်ကြီးနေပြဲရတာ။တကယ်ပြောကျွန်တော် သဲတွေတွင်အဲ့သဲနဲ့တောက်လူပလိုက်ရအဲ့လိုအဲ့လိုထက်ခဲတော့ရှိပါတယ်ခင်ဗျာ။ခင်ကြီးဆုံးမရှိဘူးခင်ဗျာ။ကျွန်တော်ကအဓိကကိုကိုရားလည်းလမ်းနေတာကြိုက်တဲ့အတွက်လမ်းလမ်းနေတဲ့ fashion လေးပဲကျွန်တော်ဝတ်ထားများပါတယ်။ကျွန်တော် share ပိတ်သက်တွေတည်ပါတယ်။အဟုတ်ကဲ့ပါခင်ဗျာ။အင်ဂျီအစုံရှာဆိုရင်အဲ့ကျွန်တော်အတွက်ကောင်းစားပြီ။ဘာလို့လဲဆိုရင်အ director ကမင်းကြီးကြိုက်စရာရှိတဲ့အလန်းစားဝတ်ခဲ့လမ်းပြန်နေရဝတ်ခဲ့ဆိုကျွန်တော်မှအလွယ်လေးဘယ်နေရာကောက်ဆွဲဆွဲဟိုနေရာဆွဲမလားဒီနေရာဆွဲမလား အင်ဂျီခိုင်းဆိုရင်လည်းအကျယ်ကြီးရှိတယ်ပေါ့နော်အဲကျွန်တော်မဟုတ်ပါဘူးโอเคပါအဲ့လိုမျိုးအဓိကတော့တအေကအမောပါစတာပါအဓိကတော့ကျွန်တော်ကျွန်တော်ကအဲ့လို fashion design အလန်းစရာလေးစက်စက်လေးကြိုက်တာပေါ့နော်ကြိုက်တော့ fashion အမိုက်စားဆိုရင်တော့ကျွန်တော်မှဟိုရွေးချယ်ရလွယ်တယ်ဒါပေမဲ့ခါလေးကျအဲ့ဟိုအဒီတော်သားအခန်းလေးတွေရိုက်ရမယ်အဲ့လိုပုံစံလေးဆိုကျွန်တော်ရှားခတ်တယ်အဲ့လိုဟုတ်ညဝေအင်ဂျီလည်းအစ်စ်ပဲဟုတ်လို့ဆိုကျွန်တော်ကအစ်စ်ကိုမှညဝေအင်ဂျီဆိုရင်လည်း အယောင်ဝင်ပြီးတောက်နေတဲ့အားရပါဘောဒါကျွန်တော်နည်းနည်းလေးအဟောင်းဖြစ်တဲ့ဖြစ်မဲ့အယောင်ကိုမရွေးတာကျွန်တော်လက်ထဲမှာရှိတဲ့ဝတ်စားဆိုဘယ်တော့မှမဟောင်းဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကဒီဝတ်စားကိုစီကန်းရှိရှိနဲ့အများတန်းရှော်တယ်ပုတ်တယ်မိဖို့တိုက်တယ်တိမ့်ပြီဆိုရင်လည်းကြကြနနသိမ့်တာပယုတ်လုံးဆိုရင်လည်းပယုတ်လုံးခံပြီးမှသိမ့်တယ်တချို့ဝတ်စားရဲ့ဆိုရင်မခောက်တဲ့နေဟာဆိုဂျိန်းနေမှာတခါလဲတန်းနေမှာတန်းစီပြီးချိန်ထားပါဘောနော်အဲ့တော့ဒီဝတ်စားကဘလောက်ဝတ်ဝတ်တက်နေတာဘောနော်အဲ့ဒါကိုကျွန်တော်မှအဟောင်းမရှိရပါဟိုဟောင်းသွားရဆိုတာမရှိရပါဘောနော်ပေးဘူး ကျွန်တော်အရင်ကစီနေတာမပေးဘူးဘူးသူမဘူးသူမကျွန်တော်ဥင်စားဘူးသူမမပေးဘူးတစ်ခါလေကြာရင်ကျွန်တော်အဲကျွန်တော်ဟိုကလေးတွေပါတယ်အဲ့လိုအဲသူတို့ဝက်ဖို့တွေလိုအပ်တယ်ဆိုရင်တော့ကျွန်တော်ရေးပြီးတော့ပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဥင်စားဘူးဘူးသူမမပေးဘူးဒါပေမဲ့ကျွန်တော်ရေးပြီးတော့ကတော့တော်တော်လှူလိုက်တယ်အကုန်လုံးပေါ့နော်ကစီနေတဲ့သူကဒါပေမဲ့ရေးပြီးမှတော့အကုန်လှူပါတယ်လို့ဟုတ်အဟောင်းမရှိရဒါပေမဲ့အဲ့ဒီအစ်စ်တွေကလည်းကျွန်တော်မှတစ်ပြီးသားတွေကလည်းအစ်စ်တွေကလည်းကျွန်တော်ဝတ်ဖူးတဲ့ဟာလေးပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီအင်ဂျီကိုအစ်စ်ဆိုတာဖြစ်အောင်ထားတာဒါပေမဲ့ကိုကလည်းနာမည်ကြီးမဟုတ်သေးဘူးလေမဟုတ်သေးတော့ ီတစ်ခုဝတ်တယ်သူများဆက်လေးလို့လွတ်ပလိုက်တာတို့ပြေးပလိုက်တာတို့လုံးလို့မရသေးဘောเนาะဒါပေမဲ့ဟိုမထက်တဲ့နေရာလေးမှာဒီဇိုင်းလေးချိန်ပြီးတော့ဝတ်ရတာဘောเนาะအဲ brand မကြိုက်ဘူးဗျမကြိုက်ဘူးဆိုတာဒီ brand ဆိုတာကတော့မဝင်နိုင်လို့တော့မဟုတ်ဘူးเนาะ brand ဆိုတာကတော့ကိုရီးယားမျက်စိထဲမှာရိုးအီနေပြီပေါ့เนาะရိုးအီနေတဲ့ဒီ brand ဆိုတာဒီ design တွေပဲထွက်တာဟုတ်တယ် brand ထဲမှာကျွန်တော်ကြိုက်တဲ့အလံစရာလေးမထွက်ဘူးခါလေးကြိုက်အဲ့အိတ်တွေတော့မှာတစ်ခါလေးကြိုက်ဒီအိတ်မှတ်တိုက်ပုံစံအိတ်ကိုညာ3600 900ပေးပြီးတော့တချို့ဆို1000ကျော်တောင်ပေးရတယ် ဲ့လိုပုံစံနေမဝယ်ဘူးလေဟောဒီအိတ်ကကြတော့ဘာလဲသိတထောင်ကျော်တန်းအဲ့ဆိုရင်ကြည့်လိုက်တာငှက်တိုက်ငှက်အိမ်လေးနဲ့တူတယ်လေအဲ့လိုပုံစံလေးဆိုကျွန်တော်မဝယ်တော့ဘာလို့လဲဆိုတော့ဒါ brand နဲ့မှာ low brand အဲ့လိုဖြစ်နေတာအဲအစ်စ်မပြေဘူးအဲ့ brand ကတော့အဲ့တော့ကျွန်တော်ကအဓိကတော့ဟိုအရင်ဈေးကြီးဖို့လည်းမလိုဘူးမလိုတဲ့အထက်မှာ style မမိုက်လေးဆိုကြိုက်တယ်အဲ့ဒီဘောပါခင်ဗျာအဲကျွန်တော်နားလဲတယ် fashion ဆိုတာတော့အဓိကတော့ ဖက်ရှင်ဆိုတာဟိုလူပြောင်းနဲ့ live ဖတ်မှုရှိနေမှာဖက်ရှင်ဖြစ်တာပေါ့နော်အဲဖက်ရှင်ဖြစ်တဲ့အတွက်အရန်ကြီးဟိုဟိုဘယ်လိုပြောမလဲဒီပြောင်းနဲ့မတူဘဲနဲ့ကိုနဲ့မလိုက်ဖက်ပဲနဲ့ထိုးထွက်ပြီးခြုံထွက်နေကြရလဲမလို့ဒါပေမဲ့ကိုနဲ့လိုက်တဲ့ပုံစံလေးတော့မှအကောင်းဆုံးဖြစ်အောင်ဟိုအတောက်ပါဆိုဖြစ်အောင်ဝတ်နိုင်တာကိုဖက်ရှင်လို့ကျွန်တော်တို့ထင်ပါတယ်ကျွန်တော်ထင်တာပါဟုတ်အဲအဓိကတော့ကျွန်တော်ကဒီကျွန်တော်တို့ကကြတော့အနုပညာလုပ်တဲ့အခါမှာကျွန်တော်ကဟိုအစ်စ်ဖြစ်တယ်ပေါ့နော်အငယ်ပိုင်းဖြစ်တဲ့အတွက်ကြောင့် ခါလေကြရင်ကို့ပရိသတ်သတိထားမိအောင်ချစ်အောင်ပါလေဒီဝတ်စားလေးဖက်ရှင်လေးရလည်းအရေးကြီးရပါတော့ခါလေကြရင်ကိုဆုတ်ဆုတ်ပြပြနဲ့ဒီဟိုပွဲတစ်ခုကိုသွားတက်လို့လည်းမရအောင်ဒီပွဲနဲ့ live ဖတ်ရမယ်နောက်တဲ့ guide ဆိုရင်လည်း throw whistle ချင်တာ guide နဲ့ပါလေအလိုအပ်တာပို့ပြီးတော့ကျွန်တော်တခါမှမလုပ်ဘူးပါဘူးဒါပေမဲ့အခုကျွန်တော်ရဲ့အကြိုက်တွေတွေ့စင်မဲ့ဇလန်တွေတခုကျွန်တော်ဘရင်သတို့သမီးဆိုပြီးတော့ကျွန်တော်ဂျိုက်ဖို့ရှိတယ်အဲ့ထဲမှာကျွန်တော်ဖက်ရှင်အမိုက်စားအလန်းစားကိုဝတ်ခိုင်းထားတယ်စိတ်တလောက်လန်းစိတ်တလောက် ပြန်ထွက်နေအဲ့လိုရရဲဆိုပြီးတော့မှဖွင့်ရထားတဲ့အတွက်ကျွန်တော်အဲ့ဒီအတွက်လည်းကျွန်တော်စီစဉ်နိုင်အများကြီးရှိပါတယ်ခင်ဗျာဒီတက်လမ်းပါပါအာဗလာကြီးတွေထွက်နေအာတိန်ထားအောင်ပဲခဏလေးအာအဓိကတော့ဒီမာဆယ်ကကျတော့ကျွန်တော်ကဟိုချစ်ရတဲ့ဟိုကျွန်တော်ကိုချစ်ကြတာပေါ့နော်အဲစတာပါကျွန်တော်ကဒီမာဆယ်ဖောက်အောင်ကြောက်လဲဒီလေးချိန်ကတော့တော့လှုပ်ထားရတယ်လှုပ်ထားရတဲ့ပုံမှာကျွန်တော်အရင်ကပိပိန်တက်တက်လေးအရင်သေးတော့လဲတခါလေးတရုပ်ဆောင်တဲ့အခါမှာဟို ကိုကိုရဲ့ပါတနာဖြစ်တဲ့ဒီမင်းသမီးရပါတော့ကိုသက်ဂိုင်းတောက်နေတာမျိုးတွေအဲ့လိုမျိုးကြီးကြရယ်ကိုကကြတော့တတလီဆိုအဆင်မပြေဘူးလေအားကြောင့်ကျွန်တော်ကကိုရဲ့လိုအပ်ချက်အတွက်ပေါ့နော်နောက်ထပ် character လည်းကျွန်တော်ဒီမာဆယ်နဲ့လုပ်ဖို့ရှိတဲ့အတွက်ကျွန်တော် character အတွက်လည်းပြင်ဆင်လာတာဖြစ်ပါတယ်ခင်ဗျာဟုတ်အာဟုတ်ကဲ့ပါခင်ဗျာကျွန်တော် share လေးမှတ်ပြသူများအားလုံးအခုအဲယောက်ျားယောက်ျားဆိုရဲတကြံရှင်းလေးတွန့်ရင်လည်းအားပေးပါအောင်ခင်ဗျာဒီတချင်းကိုလည်းဟိုအခုရိုက်ကူးရေးဆိုရင်လည်းကိုတာကြီးစူရီကနေပြီးတော့တိတိကျကျကို ့ကုညီပတ်မူပေးထားတာပေါ့နော်ကင်မရာတွေရောတခြားလိုအပ်တဲ့ဟိုမန်တကအစားပေါ့နော်တေချာကုညီပတ်မူပေးထားတာဖြစ်တဲ့အတွက်အကောင်းဆုံးရလဒ်တွေနဲ့အတူချပြပါမယ်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ